အားလုံးပဲမင်္ဂလာပါဆီယမားကတော့ grade 8တင်ချာတင်ယူသစ်ကိုတင်ကြားပေးမယ်ဆီယမားတော်မီဖြူစင်ပဲဖြစ်ပါတယ်ဒီနေ့ဆီယမားတို့အတူတူဆက်ပြီးတော့လေ့လာကြမယ့်ခေါင်းစဉ်လေးကတော့အခန်း1တရိဂံများထပ်တူညီခြင်းတွေကမှာနောက်ထပ်ခေါင်းစဉ်ဖြစ်တဲ့တရိဂံများ ထက်တူညီချင်းဥပဒေသားများကိုအတုံးပြုခြင်းရှေ့မှာတင်ခဲ့တဲ့ထက်တူညီချင်းဥပဒေသားတွေကိုတုံးပြီးတော့ဘာတွေလုပ်လို့ရမလဲအဲ့ဒီအကြောင်းကိုကျွန်တော်တို့လေ့လာကြမှာဖြစ်တယ်အဲ့တော့ရည်ရွယ်ချက်က ဒီသင်ငန်းဆောင်ကိုတင်ပြီးသွားလို့ရှိရင်တားတို့သမီးတို့အနေနဲ့တရိဂံကြီးရဲ့ထက်တူညီချင်းဆိုင်ရာဥပရိသရှေ့မှာတည်ခဲ့တဲ့ဥပရိသတွေကိုသုံးပြီးတော့ geometry ဆိုင်ရာညံစမ်းပုံစံတွေကိုဖြည့်ရှင်းတတ်မှာဖြစ်တယ်။ရှေ့ကပြောခဲ့တဲ့ဥပရိသတွေကိုဒါတေချာနားလည်ခဲ့ပြီဆိုရင်ဘယ်လိုညံစမ်းပုံစံပဲလားလား။အဲ့ဒီသင်ငန်းဆောင်တွေကိုတေချာစဉ်းစားပြီးတော့ဖြည့်ရှင်းတတ်လာမှာဖြစ်တယ်။နောက်တစ်ခုကကြတော့တရိဂံနှစ်ခုထက်တူညီချင်းဆိုင်ရာဥပရိသကိုပဲအသုံးပြုပြီးတော့နှစ်နာညီတရိဂံရဲ့ဂုံတက်တိအချို့ကို ဖော်ထုတ်တတ်ရန်ဆိုတဲ့ရည်ရွယ်ချက်နှစ်ခုပဲဖြစ်တယ်။ဟုတ်ပြီအဲဆိုရင်ဆက်ပြီးလည်လာကြည့်ရအောင်။ဟုတ်ပြီဒါဆိုရင်ကျမတို့ပုံစံလေးတွေနဲ့လေ့လာကြည့်ရအောင်အဲ့တော့ဒီပုံမှန်ဆိုရင်တဲ့ HW ကိုတဲ့ HW ဆိုတဲ့မြင်းကို Y နဲ့ Z တို့က3ပိုင်းအညီဖြတ်ထားတယ်3ပိုင်းအညီဆိုတော့2ပိုင်း2ပိုင်း3ပိုင်း အဲ့တော့အဲ့သုံးပိုင်းကအလှရတဲ့ညီရဲလို့ပေးထားတာဒါဆိုတေချာပြီဒီပု္ပ္ပာမှာဒီပေးချက်ကိုယူသုံးရတော့မယ်ဒါကိုသိထားရမယ်နောက်တစ်ခုက down x နဲ့ down y နဲ့ညီရဲတဲ့ down x နဲ့ down y နဲ့ညီရဲဆိုတာပေးပေးထားပြီအဲ့ဆိုသူနဲ့ဆက်ဆက်နေတဲ့သုံးစရာရှိတဲ့ဥပဒေသားတွေကိုယူသုံးရတော့မယ်ဆိုတော့သိရမယ်နောက်သူဘာလို့ခိုင်းတာလဲဆိုရင် trigon txy txy ဆိုတဲ့ဒီ trigon နဲ့ဟိုဘက်က twz ဆိုတဲ့ဒီဘက် trigon နဲ့နှစ်ခုဒီ ထက်တူညီလားမညီလားဆိုတာရဲ့နောက်တစ်ခုက down tyx tyx ဆိုတဲ့ဒီဘက် down နဲ့ဟိုဘက်က tzw ဆိုတဲ့ဒီဘက် down နဲ့အဲ့ down နှစ်ခုကညီမညီစစ်ဆေးပါတဲ့စစ်ဆေးပါဆိုအရင်ဆုံးတွေ့ကံနှစ်ခုထက်တူညီဖို့ဒီတွေ့ကံနှစ်ခုမှာဘာရင်းညီလဲအ ਨੇ ဆုံးတော့အနာတစ်ခုပါအောင်ရှားရမယ်ပေါ့နော်ဘာရင်းညီလဲဆိုတော့ကိုကျေတို့ရှားကြည့်ရအောင်အဲ့တော့အရင်ဆုံးတွေ့ကံ txy နဲ့ dragon t w z တို့မှာဘာတွေတွေ့ထားလဲဘာတွေညီထားလဲဒီပုံမှာဆိုရင်ပထမဆုံးပြီးချက်ဖြစ်တဲ့သုံးမိုက်အညီပိုင်းထားရဲဆိုတော့ဒီနှစ်ခုမညီဘူးလား x y နဲ့ဒီဘက်က z w နဲ့ညီမှာဖြစ်တယ်ဒါဒီပြီးချက်ပြီးနောက်တစ်ခုကကြတော့ down x နဲ့ down x နဲ့ down y နဲ့ညီတယ် ါဆိုဒီပုံမှာဒီပုံမှာဆိုရှင်ဒီ down x နဲ့ down y နဲ့ညီရယ်ဆိုလို့ရှင်သူ့ရဲ့သက်ဆိုင်ရာအနားတွေဖြစ်တဲ့ tx နဲ့ tw နဲ့ကညီမှာဖြစ်တယ် tx နဲ့ tw နဲ့ကညီမယ်ဒါကပေးချက်တစ်ခုအဲ့တော့နောက်တစ်ခုအခုဒီမှာ down x နဲ့ down w နဲ့ညီရယ်ညီရယ်ဆိုလို့ရှင်ဒါကလည်းပေးထားချက်ပဲပေါ့နော်အဲ့တော့ဘာကိုညီရလဲ တနာတနာနှစ်နာကြားတော့နှစ်နာကြားတော့အရာအဲ့ဒီကံတကူဘာဖြစ်ပြီလဲတွီကံတကူထပ်တူညီပြီပေါ့တွီကံ t x y ထပ်တူညီတွီကံ t w z ဘာအရာလဲနှစ်နာကြားတော့အရာထပ်တူညီမှာဖြစ်တယ်တွီကံတကူထပ်တူညီပြီဆိုတော့ကသူ့ထဲမှာရှိတဲ့ဓာောင်းနေအနာတွေအကုန်မညီဘူးလားအဲ့တော့သူတက်တည်ပြခိုင်းနေတယ် tyx နဲ့ tzw နဲ့ရလေညီပြီပေါ့ဒါကြောင့် down tyx နဲ့ down tzw ကလည်းတူညီမှာဖြစ်တယ်ဒါကအာနှစ်နာညီတရိကန်ရဲ့ဥပဒေသားတွေရောတရိကန်ကခုထပ်တူညီတဲ့ဥပဒေသားတွေရောတုံးပြီးတော့စစ်ဆေးခဲ့တာဖြစ်တယ်ဟုတ်ပြီဆက်ကြည့်ရအောင်အော်ဒီပုံမှာကြည့်မယ်ဒီပုံမှာဆိုလို့ရှိရင်တရိကန် ABC မှာတဲ့ဒီတိဂံကြီးမှာ BCE D D BCE အလဲမှတ်ဖြစ်တယ် D ဆိုတဲ့အမှတ် D D ဟောဒီ BCE ရဲ့အလဲမှတ်ဖြစ်တယ်ဒါဆိုရင်သိကြတဲ့ BD နဲ့ DC နဲ့ညီပြီးအဲ့ဒီချက်ကိုယူသုံးရအောင်မယ်ပြေးချက်မှာနောက်တစ်ခုက D ကနေ AB နဲ့ AC ဘောကိုဆွဲတဲ့အလျားတွေကလည်းတူညီတယ်တဲ့ဒီမှာတူညီတဲ့အလျားလေးတွေပေးထားတယ်နောက်တစ်ခုကတူညီပြီးတော့ဒေါင်းမတ်မြင်းလည်းဖြစ်နေရဲဆိုတော့ဒီဟာလည်း90 degree ဖြစ်မယ်ဒါဆိုသိကြတဲ့ဒီဟာတွေက အာမာနနာကိုသုံးရနိုင်တယ်ပေါ့ပထမဆုံးခံမှန်းကြီးကြည့်ချက်အရာဆိုရင်မာနနာဥပဒေတော်ကိုသုံးရလောက်တယ်အဲ့တော့နောက်သူဘာမေးရလဲဆိုတော့ဆက်ကြည့်အောင်တရိကံ ABCD နှစ်နာညီတရိကံဖြစ်မဖြစ်တဲ့အဲ့တော့သူအခုပေးထားတဲ့တရိကံတရိကံအကြီးကနှစ်နာညီဖြစ်မဖြစ်စီစီပါတယ်အဲ့တော့ပုံစံကိုစဉ်းစားမယ်နှစ်နာညီဖို့ဒီသူ့ရဲ့ဂုံတက်တီတွေဖြစ်တဲ့အ ਨੇ စုံအနားနှစ်နာညီရမယ်ဒေါင်းနှစ်နောက်ဒေါင်းနှစ်တောင်ညီရမယ်ဒီတရိကံထဲမှာရှိတဲ့ AB နဲ့ AC နဲ့ညီအောင် ပြမလားသို့မဟုတ် သူ့မှာရှိတဲ့ဒေါင်းဘီဒေါင်းစီသို့မဟုတ်ဒေါင်းအေပေါ့လေအဲ့ထက်ကတောင်းတောင်းနဲ့နှစ်တောင်းညီချောင်းပြမလားအဲ့ဒါကိုအရင်စဉ်းစားမှာပေါ့လေအဲ့လိုညီဆိုရင်ချေလို့အဲ့တွိကံကနှစ်နာညီတွိကံဖြစ်တယ်ဆိုတော့သိရအဲ့တော့ဒီပုံရဆိုရင်ဒီတွိကံအသေးလေးနှစ်ခုသုံးရမယ်လို့ယူဆတယ်။အဲ့တွိကံအသေးလေးနှစ်ခုကိုထပ်တူညီချောင်းပြနိုင်ရင်အထဲထဲကဒေါင်းလေးတွေညီမယ်။ဒါဆိုရင်ဒေါင်းဘီနဲ့ဒေါင်းစီနဲ့ညီအောင်ပြနိုင်ရင်အကြီးရဲ့ဒေါင်းဘီနဲ့ဒေါင်းစီရောမညီဘူးလား။ အကြီးရဲ့တောင်းပြီးနဲ့တောင်းစီညီအလိုလိုအလျားနှစ်ခုကလည်းညီပြီးအဲ့ဒါဆိုရင်အလိုလိုဒီတွေ့ကံကနှစ်မညီတွေ့ကံဖြစ်မယ်ဒါအကျမ်းမြင်စဉ်းစားတာပေါ့ဒါဆိုရင်တော့ကျွန်တော်တို့တွေ့ကြည့်ရအောင်ဒီပုံစံမှာရှိတဲ့ပေးချက်တွေကိုသုံးမျိုးတွေ့ကြည့်မယ်အဲ့တော့တွေ့ကံအသေးလေးနှစ်ခုအရင်ကြည့်မယ်တွေ့ကံ b d x နဲ့တွေ့ကံ c d y တို့တွင်ဘာတွေညီမလဲကြည့်အောင်အဲ့တွေ့ကံနှစ်ခုမှာပေးချက်ကရှင်းရှင်းလင်းလင်းမြင်နေရတယ် ် BD နဲ့ DC နဲ့ညီတယ်။ဘာကြောင့်လဲ?အလဲမှတ်လို့ပြောထားပြီးသားလေနော်။ DD BCE အလဲမှတ်ဆိုတာကိုပြောထားပြီးသား။ဟုတ်ပြီနောက်တစ်ခုဒီမှာမြင်းလေးနှစ်ခုမြင်းလေးနှစ်ခုပေးထားအဲ့နှစ်ခုအောင်ပေးထားချက်မဟုတ်ဘူးလား။ DX နဲ့ဒီက DY နဲ့ကပေးထားချက်။နောက်တစ်ခုဒေါင်းမှန်နှစ်ခုအောင်မတူဘူးလား။ဒေါင်းမှန်နှစ်ခု။အဲ့တော့ဒေါင်းမှန်နှစ်ခုကဒေါင်းဘယ်သူတွေလဲ?ဒေါင်း B X D နဲ့ ဒေါက် CYD တို့က60ဒီဂရီအဲ့တော့ပုံကိုကြည့်ရအောင်ဒေါက်မှန်ကန်အနားနဲ့ကြံအနားတစ်ဖက်ဆိုတဲ့သဘောမျိုးဖြစ်သွားပြီဟောဒီဒေါက်လေးနဲ့မျက်နှာချင်းဆိုင်နေတဲ့ BD နဲ့ဒီဘက်ဒေါက်လေးနဲ့မျက်နှာချင်းဆိုင်နေတဲ့ BC ဒါဒေါက်မှန်ကန်အနားဒေါက်မှန်ကန်အနားနဲ့ကြံအနားတစ်ဖက်ဆိုတဲ့ဂုံသက်တိအရာဂုံသက်တိအရာ D3 ကန် B D X နဲ့3ကန် CD ဝိုင်းတို့ကထတ်တူညီသွားပြီးမာနာနာဂုံတတ္တိအရာအဲ့ဂုံတတ္တိကထတ်တူညီပြီဆိုရရအဲ့တွေ့ရန်ထဲမှာရှိရဲတောင်းနေလေတူပြီပေါ့အဲ့တော့ဒီမှာရှိရဲတောင်းပြီးတောင်းစီအကုန်တူမယ်တောင်းဒီတောင်းဒီအကုန်တူမယ်အဲ့တော့အခုတို့ယူမှာကဒီတစ်ခုပဲယူရင်ရပြီဘာကြောင့်လဲဆိုရင်တွေ့ရန်အကြီးကြီးတဲ့ကအခြေတောင်းနှစ်တောင်းညီသွားတာကိုဒါကြောင့်တောင်းပြီးနဲ့တောင်းစီနဲ့ညီတဲ့ ။အဲဆိုနှစ်နာရီတွေ့ကြင်ကုန်သက်တီအရာဘာတွေပါညီသွားပြီလဲ။သူတို့ရဲ့နည်းနည်းချင်းဆိုင်နားတွေဖြစ်တဲ့ AB နဲ့ AC နဲ့ညီသွားပြီ။နှစ်နာရီသွားပြီထိုးကြောင့်သူတက်တဲ့ပြခိုင်းနဲ့တွေ့ကြင် ABC သည်နှစ်နာရီတွေ့ကြင်ဖြစ်ပါသည်ဆိုပြီးတော့တက်တဲ့ပြလို့ရမယ်။ဒါစဉ်းစားပုစာတခုစဉ်းစားရတဲ့အခါမှာဂုံသက်တီတွေအားလုံးကိုချိတ်ဆက်ပြီးတော့စဉ်းစားနိုင်မယ်။တည်တည်ချာချာသူ့ရဲ့ဥပဒေသားတွေကိုနားလည်မယ်ဆိုရင်ဘယ်ပုစာမျိုးလွယ်လွယ်ကူကူဖြည့်ရှင်းနိုင်မှာဖြစ်တယ်။ဟုတ်ပြီဆက်ကြည့်အောင် အာဒီပုံမှာရော down s နဲ့ down r နဲ့ညီတယ်လို့ပေးထားတယ် down s နဲ့ down r နဲ့ညီတယ်လို့ပေးထားတယ်ဟုတ်ပြီနောက်တစ်ခုက down q p r down q p r down q p r ဆိုတော့ဒီမှာအဝိုင်းလေးနှစ်ဝိုင်းပေးထားတယ်အဲ့ဒီ down နဲ့ down p q s p q s အဲ့တော့ဒီ down လေးเนี่ยလည်းညီတယ်လို့ပေးထားတယ်အဲ့တော့သူဘာလို့ခိုင်းတာလဲ PS နဲ့ QR နဲ့ညီပါသလားတဲ့ပုံကြည့်အောင် PX အော်ဒီမှာဒီ PX ဆိုတဲ့ဒီမြင်းနဲ့ဒီဘက်က QR ဆိုတဲ့ဒီဘက်ကအနားလေးနဲ့ညီသလားတဲ့အကြောင်းပြချက်တွေနဲ့ဖြေဆိုရမယ်တဲ့အဲ့တော့ဘယ်လိုစဉ်းစားကြမလဲဒီအနားလေးနဲ့ဒီအနားလေးညီနိုင်ဖို့ဆိုတာဒီအတွေ့အကြုံနှစ်ခုကိုထပ်တူညီအောင်ပြမှရမယ်အဲ့တော့ဘယ်အတွေ့အကြုံကိုသုံးလို့ရမလဲဒီ area လေးဒီဘက် area နဲ့ဒီဘက် area အဲ့နှစ်ခုကိုညီချောင်းပြနိုင်ရပြီပေါ့နော် ဒါဆိုဒီတွေ့ကံနှစ်ခုထဲမှာဘာတွေညီနေလဲပထမဆုံးတစ်ချက်မှာတွေ့နေရပြီ down s နဲ့ down r နဲ့ညီလိုက်မယ်ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုอ่ะဩနောက်ဘာတွေညီနိုင်သေးလဲနောက်တစ်ခုอ่ะဒီဘက် down o နဲ့ဒီဘက်က down o နဲ့อ่ะထိတ်ဆိုင်တောင်ညီမယ်နောက်တစ်ခုဩနောက်တစ်ခုဘယ်လိုစဉ်းစားလို့ရသေးလဲကြံတာမတွေ့တော့ဘူးပေးချက်ကဘယ်ဟာတွေညီမှန်းမတွေ့တော့အဲ့ဆိုဘာလို့သုံးလို့ရလဲဒီနှစ်ခုอ่ะဒီတိုင်းပေးထားတာမှမဟုတ်တာဒီနှစ်ခုကိုသုံးလို့ရတယ်အဲ့တော့ ဒီတရိဂံလေးကိုမြင်ကြည့်လိုက်ဒီတရိဂံလေးအဲ့မှာဆိုရင်ဒီနှစ်ခုဒီတောင်းပီနဲ့တောင်းကျူဒီအခုဒီမှာတကယ်ညွန်ပြထားတဲ့ area လေးမှာဆိုရင်အဲ့တောင်းနှစ်ခုကအခြေတောင်းမဟုတ်ဘူးလားအဲ့နှစ်ခုကအခြေတောင်းဆိုရင်သူ့ရဲ့နည်းနည်းချင်းဆိုင်အနားတွေဖြစ်တဲ့ QO နဲ့ PO နဲ့ကညီသွားပြီဒီခြေထားတဲ့တရိဂံမှာညီသွားပြီဆိုရင်အဲ့ဒီ QO နဲ့ PO ဒီဒီဘက်ကတရိဂံနှစ်ခုအတွက်အနားနှနာပြန်ဖြစ်သွားတယ်